မင်္ဂလာပါရှင်ဒီကနေ့အောင်ဆိုးရထိတ်တဲသတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်း UC လန်အတိုက်ခံ Labor Party လွှတ်တော်အမှန် Fiji Fog ကလူမှုကွန်ရက်မှတစ်စစ်သတင်းထုတ်ပြန်ပါတယ်။နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ၊အရှေ့တီမော၊အင်ဒိုနီးရှားနဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုမှဥပဒေပြုလွှတ်တော်အမတ်ပေါင်း163ဦးကမြန်မာစစ်တပ်စီစဉ်ထားသောရွေးကောက်ပွဲကိုအတူရအဖြစ်ရှုတ်ချခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ရင်းရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲမှာမိသီးနီးနဲ့မျှလွတ်လပ်ပြီးတရားမျှတသည့်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမတ်များကဆိုပါတယ် ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်စစ်စင်မဲနေသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလည်းလွှတ်တော်အမတ်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာသို့လည်းလွှတ်တော်အမတ်များကအတူရောက်မြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ခွင့်ပေးစာကောင်းစေဖြင့်ပေးစာပေးပို့ခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများအရှိန်ပြည့်လုံဆောင်နေသည့်အတွက်ရွေးကောက်ပွဲအပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းမှုမဟုတ်ကြောင်းအကြံဖတ်မှုနှင့်မတည်ငြိမ်မှုများသာပုံမှန်များပြလာမည်ဖြစ်ကြောင်းအသိပေးထားပါသည်။ ဆက်လက်ပြီးမိုးကုတ်မြို့တဲစစ်တပ်ဝင်လာ DNL ကဒီဇင်ဘာလ15ရက်အထိအကာအကွယ်ပေးရမယ်လို့တည်ထားကြောင်းမြို့ခံပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ကဘာကျော်ဗရမားတွေထွက်ရှိရာမိုးကုတ်မြို့အတွင်းကိုအနာသိစစ်တပ်က ကားတွေအများအပြားနဲ့ဒီကနေ့ညနေပိုင်းကစပြီးဝင်ရောက်လာနေပြီလို့မိုးကုတ်မြို့ကံတွေကပြောပါတယ်။တရေထွက်ပေါ်ခဲ့တဲ့အတိုင်းနိုဝင်ဘာ29ရက်မှာစစ်တပ်ကမိုးကုတ်မြို့အတွင်းကိုဝင်လာမယ်ဆိုတဲ့အတိုင်း ဒီကနေ့ညနေပိုင်းကစပြီးစစ်တပ်ကကားကြီးကားငယ်တွေနဲ့ဝင်ရောက်လာတယ်လို့မိုးကုံမြို့ကန်တွေကပြောပါတယ်။ကားရီအတွက်ကများပြားလွန်လာကြအောင်စစ်တပ်ကအင်အားဗလောက်နဲ့ဝင်ရောက်လာတယ်ဆိုတာခံမရခတ်နေတယ်လို့လည်းမိုးကုံမြို့ကန်တွေကပြောပါတယ်။မျိုးကိုသိမ့်ပိုက်ပြီးစစ်ကောင်စီထံပြန်ပေးခဲ့တဲ့တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးအတွက်ဒီဇင်ဘာ15ရက်နေ့အထိမျိုးတွင်းမှာစက်ပြီးလုံခြုံရေးပြန်ပေးရမယ်လို့လည်း TNL နဲ့ညီဆက်တဲ့မိုးကုံမျိုးကတချို့ကပြောပါရတယ်။ ပလောင်တွေက15ရက်နေ့အထိစကားစကိုပြန်ကဘာပေးရမယ်။အဲ့လိုအချိန်အကြာကြီးပြန်ကဘာပေးရမယ်ဆိုတာကတော်တော်လေးနစ်နာတယ်လေလို့ဘိုးကုံမျိုးကန်တအူးကပြောပါရယ်။တရုတ်အစိုးရရဲ့ဈာဝင်စွပ်ဖတ်မှုကြောင့် TNL နဲ့စစ်တပ်တို့ဟာအော်တိုဘာလကုံကစပြီးအပြစ်ရခဲ့တယ်လို့ TNL ဦးဆောင်ထိတ်ချုပ်အုပ်ချုပ်ခဲ့တဲ့ဘိုးကုံမျိုးနဲ့မိုးမင်းမျိုးတွေကနေ TNL ကစုခွာပြီးစစ်တပ်ဝင်လာဖို့သဘောတူခဲ့ကြတယ်လို့ TNL ကထုတ်ပြန်ပါရယ်။စစ်တပ်ကထိုးစစ်စင်တာလေးချောင်းကဖုံးကျဲတာမလုပ်တော့ဘူးလို့လဲဆိုပါရယ်။ TNL စုတ်ခွာပေးမယ်ဒေတာကန် PDF တွေအပါဝင်ဒေတာရင်းဒေါ်လာရေးတက်တွေကမျိုးကိုကောက်ွယ်မယ်လို့ကြေညာခဲ့ကြပါတယ်ဒါပေမဲ့ TNL ကစစ်တပ်ဝင်လာရင်မတိုက်ဖို့ဒေါ်လာရေးတက်တွေကိုတားမြစ်ထားတယ်လို့လည်းဒေါ်လာရေးတက်ဖွဲ့ဝင်အချို့ကပြောပါတယ် TNL ကဒေါ်လာရေးတက်တွေကိုမတိုက်ဖို့တားမြစ်ထားတာကြောင့်စစ်တပ်ကမျိုးတွေကိုအလွယ်တကူဝင်လာနိုင်တာဖြစ်ပါတယ်ဆက်လက်ပြီးအတူရောင်ရွေးကောက်ပွဲလုံးကာလတွေအထိအတူရက်တီပေးဖို့နိုင်ငံတကာကို NUCC တိုက်တွန်းနေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်စီအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုတဲ့အတွက်ဝန်တာကြောင့်လည်းအဆိုပါအတူရောင်ရွေးကောက်ပွဲရလနဲ့အတူရောင်အုပ်ချုပ်ရေးအဖွဲ့ကိုလည်းဆက်လက်အတိအမှတ်မပြုဖို့ NUCC ကနိုင်ငံတကာကိုဒီကနေ့မှတောင်းဆိုလိုက်ပါတယ်ကုလသမဂ္ဂအာဆီယံဥရောပပါလီမန်အပါအဝင်နိုင်ငံတကာအဖွဲ့တွေနဲ့နိုင်ငံအများစုဟာအကြံဖတ်စေအုပ်စုရဲ့ရွေးကောက်ပွဲတုကိုအတိအမှတ်မပြုတဲ့အတွက်မြန်မာပြည်သူတွေကိုစာကျေးဇူးတင်ပါတယ်လို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကထုတ်ပြန်ခဲ့တာပါ အဲ့ဒီလိုသဘောထားကိုရွေးကောက်ပွဲလွန်ကာလတွေအထိခိုင်ခိုင်မြဲမြဲဆက်လက်ရည်တည်ပေးကြဖို့လိုသလိုအတူရောင်ရွေးကောက်ပွဲကနေပေါ်ထွက်လာမယ့်ရလက်ကိုလည်းအတိအမှတ်ပြုပေးဖို့နိုင်ငံတကာအတိုင်းဝိုင်းထံထပ်မံတောင်းဆိုထားရလို့လည်း NUCC ကတိုက်တွန်းထားပါတယ်။မြန်မာပြည်သူတွေအပေါ်တနက်ထောက်ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲကနေစစ်တပ်ကြီးစိုးမဲ့ဟန်ပြလွှတ်တော်နဲ့စစ်တပ်ကြီးစိုးမဲ့အတူရောင်အုပ်ချုပ်ရေးအဖွဲ့ပေါ်လာမှာဖြစ်တယ်လို့ NUCC ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အကြံဖတ်စီအုပ်စုဟာရွှေကောက်ပွဲတူအောင်နိုင်ရေးအတွက်အာနာရှင်နိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့ဖေလာရုနိုင်ငံကနေထောက်ခံမှုရရှိထားပြီးတော့အဆိုပါအာနာရှင်မိဖတ်နိုင်ငံတွေကစီအုပ်စုရဲ့အတူရောက်ရွှေကောက်ပွဲကိုစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစီလွတ်မယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးဖေလာရုသမရရဲ့တရမပြည့်တဲ့မြန်မာခရီးစဉ်အတွေ့မင်းအောင်လိုက်တဲ့သဘောတူစာချုပ်16ခုလက်မှတ်ထိုးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုက်ရဲ့ဖိတ်ကြားချက်နဲ့ရောက်ရှိလာခဲ့တဲ့ဖေလာရုသမရလူကာရှန်ကိုရဲ့ တရမပြည့်တဲ့ခရီးစဉ်အတွင်းနိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်16ဆောင်အထိလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျာ။တရက်တာ24နာရီတောင်မပြည့်ပဲလာရောက်ခဲ့တဲ့ဖေလာရုသမ္မတလူကာရှန်ကိုရဲ့မြန်မာနိုင်ငံခရီးစဉ်မှာအခုလိုစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးရင်းစာချုပ်တွေထဲမှာအာနာရှင်နိုင်ငံအကြားကုန်သွယ်ရေးစီးပွားရေးရည်ကျေးမှုဆိုင်ရာများအပြန်အလှန်ဖလှယ်နိုင်ရေးစိုက်ပျိုးမှုမှုရေးကုန်ထုတ်လုပ်မှုနည်းပညာများအပြန်အလှန်ဖလှယ်နိုင်ရေးတွေပါဝင်တယ်လို့စစ်အုပ်စုသတင်းများကဆိုပါတယ် အလားတူအနာရှင်နိုင်ငံအကြားပူပေါင်းဆောင်ရွက်ရေးမြင့်တရာမှာ ဖွံ့ဖြိုးမှုပူပေါင်းဆောင်ရွက်ရေးအတွက်ရည်ရွယ်သည့်စလွား Memorandum of Intent Money မြန်မာဖေလာတို့ဖွံ့ဖြိုးရေးပူပေါင်းဆောင်ရွက်မှုမြင့်တရေးဆိုင်ရာလမ်းပြပြပုံ2026-2028တို့ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရပါတယ်ဖေလာရုသမရဟာမြန်မာနိုင်ငံကိုနိုဝင်ဘာ28ရက်ညပိုင်းကရောက်ရှိလာတာဖြစ်ပြီးနိုဝင်ဘာ28ရက်ညနေမှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။လူကာရှန်ကိုမြန်မာပြည်ရောက်ရှိချိန်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစစ်အုပ်စုလေးမှာ SU30 SME အကြီးစားချက်တိုက်လေရေ3စင်းနဲ့ကြိုဆိုခဲ့တယ်လို့လည်းစေအုပ်စုသတင်းများကဆိုပါတယ်မြန်မာနဲ့ဗေလာရုနှစ်နိုင်ငံဟာအာနာရှင်စနစ်နဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာအတွဲအဖက်ညီနေတဲ့နှစ်နိုင်ငံဖြစ်ပြီးဒီခီးစက်မှာဆီလက်နက်ပစ္စည်းထောက်ပံ့ရေးနဲ့စေဘဆိုင်ရာပညာရပ်အပါအဝင်လေ့ကျင့်သင်ကြားရေးများအတွက်နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice for Myanmar GFA ကအသိပေးထုတ်ပြန်ထားပါတယ်ဗေလာရုနိုင်ငံဟာအကြံဖက်စစ်တပ်ရဲ့ဆီလက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် လိပညာဆိုင်ရာစွဲရည်တွေတိစောက်ပြီးတာလေ့ကျင့်သင်ကြားပေးရတဲ့စက္ကရိယာတွေပေးအပ်နေတာစားတဲ့ကုညီပံ့ပိုးမှုတွေနဲ့စေအုပ်စုရဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုကြောထောက်နောက်ခံပြုနေတာဖြစ်တယ်လို့ GFN ရဲ့ထုတ်ပြန်ချက်မှဆိုထားပါတယ်။ဒါပြင်ဖေလာရုနိုင်ငံဟာ2020ခုနှစ်အတွင်းကစစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းမှုကိုရှုတ်ချဖို့နဲ့မြန်မာနိုင်ငံသို့စစ်လက်နက်များစီးဝင်နေမှုကိုတားဆီးဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုထားတဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲ့ပေးခဲ့တဲ့တခုစီးသောနိုင်ငံလေးဖြစ်ပါတယ်။ဆလဘီစင်လန်ကိုရိတ်ခါလာပို့သည့်အကြံဖတ်စေအုပ်စုစစ်ကြောင်းအာရကတက်တော် AA နဲ့ပူးပေါင်းတက်တို့ဤတရတပြတ်တိုက်ခိုက်မှုအတွေ့၁၀ဦးထပ်မံတေဆုံးနေဟုဆိုရိုးပေါ်ရှိနေရာတချို့တွေတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးအကြံဖတ်စေအုပ်စုအထိနာရေးဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရခိုင်ပကိုရိုးပေါ်ရှိစစ်လန်စခန်းကိုရေခါလာဖို့သည် အကြံဖက်စစ်ကြောင်းသည်အရကတက်တော် AA နှင့်ပူပေါင်းတက်တို့၏လျှက်ရပြတိုက်ခိုက်မှုအတွင်း၁၀ဦးထပ်မံတည်ဆုံသွားကြောင်းသတင်းရရှိပါသည်ပကိုတိုင်းဗရောင်မြို့နယ်အုတ်ရှိပင်မြို့အပိုင်းညောင်ချေတောက်ဘက်မှရိုးပေါ်ရှိစင်လန်စခန်းကိုရိတ်ခါလာပို့သည့်အင်အား90ခန်းပါအကြံဖတ်စစ်တိတ်စစ်ကြောင်းမှရမန်နေ့နိုဝင်ဘာ28ရက်နေ့လယ်12နာရီကျော်ခန့်က AA နှင့်ပူပေါင်းတပ်တို့၏လျှက်ရပြတိုက်ခိုက်မှုကြောင့်10ဦးထပ်မံတည်ဆုံသွားခဲ့ရသည်ဟုရေပြင်စစ်ရေးတရေရေးမြစ်တအုပ်ကသတင်းဌာနကိုပြောပါရသည် အေအေဦးဆောင်တဲ့တော်လရင်တက်ဖွဲ့တွေကသူတို့အလာကိုစောင့်ပြီးခြုံကိုတိုက်တာခင်းရက်ပြတ်တိုက်တာပေါ့ကြောက်ကြစနစ်နေဆေးရောက်တော့တည်တယ်လို့ခံမှန်းရတယ်။နေရရတာတွေလည်းပါတယ်ဟုပြောပါတယ်။ထောက်ပို့လာသည့်စစ်ကြောင်းအားအကြံဖတ်စစ်တပ်ကစင်လန်စခန်းမှအစင်ပြီးစစ်ကူတိုက်ခိုက်ခဲ့ကတိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်ဒဏ်ရာရသူများတင်ရိတ်ခါများအားစင်လန်စခန်းသို့ယူဆောင်သွားသည်ဟုဒေသခံတအူးကတရင်ဌာနကိုပြောပါတယ်။စင်လန်စခန်းကနေစစ်သားတွေစေးကူလို့ပြစ်ခတ်မှုရှိခဲ့တယ် ဒဏ်ရာရစစ်သားတွေကိုဆွဲထုတ်သွားတယ်ရိခါတွေကိုသူတို့စက်ခန်းကိုယူသွားတယ်ဟုပြောပါတယ်အကြမ်းဖက်စစ်တပ်သည်ရိခါဖျက်တောက်ခံရသည်မှာလက်နေချီကြာနေသည့်အတွက်ထောက်ဖို့ရိခါများအားစစ်ကြောင်းထုတ်ကပြည်ပြမလာဖို့နေရသည့်အတွက်အေအေနှင့်ပူပေါင်းတော်လှန်ရေးတပ်ထံမကြခဏကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာကြဆုံးမှုများပြားလျက်ရှိကြောင်းသိရပါတယ်အေအေတိတ်ထားတဲ့ညောင်ကျိုးစက်ခန်းကိုရယူရန်ကြိုးပမ်းနေသည့်အကြံဖတ်စစ်တပ်နဲ့အေအေဦးဆောင်တဲ့ပူပေါင်းတော်လည်ရေးတပ်ဖွဲ့နဲ့အကြံဖတ်စစ်တပ်တို့မှယနေ့နိုဝင်ဘာ29ရက်နေ့တွင်လည်း လီလာတောင်တောင်ချေရဲ့အနီနာတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟုသူကစက်ပြောပါရယ်လီလာတောင်ကနေညောင်ကျိုးစက်ခန်းကိုရောက်ဖို့တိုက်နေတာကြပြီးမတိုးနိုင်ဖြစ်နေတာဒီနေ့မနက်တောင်ချေရဲ့အနီမှာတိုက်ပွဲဖြစ်နေတယ်ဟုပြောပါရယ်ရှေခါဖြတ်တောက်ဖိတ်ဆို့ခံထားရတဲ့အကြံဖတ်စစ်တပ်666စက်ခန်းဒီလေ AAE လက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်ခံရကအထိနာကြဆုံးမှုများပြားနေကြောင်းစစ်ရေးတရေရင်းမြစ်များကအတည်ပြုပြောဆိုပါရယ် အကြံဖတ်စစ်တပ်မှာ AA နှစ်ဒေါ်လာရစ်တက်ခွက်များအားစစ်ကြောင်းထိုးခြင်းရိတ်ခါပိုသည့်အခါတွင်လည်း K6 ဒရုန်းများအသေးကန်ဒရုန်းများ Jet Fighter များကိုအများအပြားအသုံးပြုကာတိုက်ခိုက်သည့်အတွက် AA နှစ်ဒေါ်လာရစ်တက်ခွက်များဘက်မှအလစ်တုပ်ကလျှက်တပြတ်ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေရကြောင်းသိရပါသည်။ကျမ့်သတင်းနှင့်စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။